မစိုးရင်ចောင်းကြီးကိုရတနာရီမြေကြီးထဲထဲမြုပ်တယ်ဆိုပြီးလူပြောများနေတဲ့ဇွဲတက်ရွှေဆိုင်ရဲ့မဟာအလူပရိသတ်များအလုံးမဲမင်္ဂလာပါရှင်လူမှုကွန်ရက်ကိုအသုံးပြုနေတဲ့သူတွေရဲ့ကြားထဲမှာဒီရက်ပိုင်းတွင်လူပြောများဆုံးအလုတ်ခတ်ဆုံးဖြစ်နေတဲ့အကြောင်းအရာတစ်ခုကတော့မြန်မာနိုင်ငံရဲ့သမိုင်းမှာစံချိန်တင်လောက်တဲ့ဇွဲတက်မိသားစုရဲ့မဟာအလူတော်ကြီးအကြောင်းပဲဖြစ်ပါတယ်တပတ်မှာတော့မကြောက်ဘူးလောက်အောင်ထူးခဲ့တဲ့အလူဖြစ်တာကြောင့်တာရုခေါ်တန်တွင်နဲ့ဆူညံနေတယ်လို့နောက်တစ်ပတ်မှာလည်းဒီရတနာတွေကိုမြေကြီးထဲထဲမြေအစားလူ ူတွေကိုလှူသိမ်းနေဆိုတော့ဝေဖန်မှုတွေနဲ့လည်းရင်ဆိုင်နေရတာကိုတွေ့ရပါတယ်အားလုံးသိကြတဲ့အတိုင်းပဲမတ်လ28ရက်နေ့ကငလင်ထန်ကျောင်းမနလီမြို့ရဲ့တမိုင်းဝင်တရဏအမွေအနေနဲ့တခုဖြစ်တဲ့မစိုးရင်ကျောင်းတိုက်တော်ကြီးကပြိုကျပြက်စီးခဲ့ရပါတယ်ဒီအချိန်မှာပဲနိုင်ငံကျော်ဇွဲတက်ရွှေဆိုင်မိသားစုကမြန်မာငွေကျပ်သိန်းပေါင်း9000ကျော်ဘီလီယံ90အကုန်ကြားခံပြီးတော့ဒီကျောင်းတော်ကြီးကိုအခိုင်အခံဆုံးအကောင်းဆုံးဖြစ်အောင်ပြန်လည်တည်ဆောက်လှူဒန်းမယ်လို့ကြေညာခဲ့ပါတယ်ဒီအတွက်တော့အားလုံးကတညီတညွတ်ထဲနဲ့တာဓု ခေါ်ခဲ့ကြတာပါအခုဆိုရင်တော့အဲ့ဒီចောင်းတော်ကြီးရဲ့အုံမြင့်ချအခမ်းနာနဲ့ဌာပနာထဲ့သွင်းပွဲကြီးကိုချိတ်ချိတ်တဲတဲကျင်းပခဲ့ပြီးပါပြီဒီပွဲမှာတော့အဓိကပြောစရာအကြောင်းအရာတွေဖြစ်ခဲ့ပါတယ်ဇွဲတဲ့မိသားစုဟာသူတို့ကိုယ်တိုင်စုဆောင်းထားသမျှစိန်ရွှေပလဲဗရမားနီလောင်အစရှိတဲ့တန်ဖိုးကြီးရတနာတွေကိုဌာပနာအဖြစ်နဲ့လူဒန်းခဲ့တယ်လို့သူတို့ရဲ့စေတနာကိုမြင်တွေ့ရတဲ့ခုနှစ်ရသားသမီးပြည်သူလူထုကလည်းကိုစီကိုစီတတ်နိုင်သလောက်ပါဝင်လူဒန်းခဲ့ကြပါတယ် တချို့တွေဆိုရင်ကိုမဝစ်ထားတဲ့ယတနာပစ္စည်းတွေကိုချွတ်လို့ကြတယ်။အထူးသဖြင့်လောဘန်တတိမိသားစုတွေဆိုရင်မမြင်ဘူးလောက်အောင်ကြီးမားတဲ့ရေမစေးကြောင်စိမ့်အရင်တုံးကြီးတွေအလေးချိန်၃တန်ကိုလူတန်းခဲ့တာကလူမှုကွန်ရက်မှာအရန်ကိုရေပန်းစားသွားခဲ့ပါတယ်။ အလူကံမန်းထဲမှာဆိုရင်စိန်ရွှေကြောင်စိန်ဗရံများတွေဟာတောင်ပုံရာပုံကိုဖြစ်နေတာကိုတွေ့ရပါတယ်။ဒီမြင်ကွင်းနေရာကြီးနူးစရာအံ့ဩစရာဖြစ်ပေမဲ့ဒီနေရာမှာအမြင်နှခုခွဲပြားနေပါတယ်။တစ်ဖက်မှာတော့ချီကျူးကြတဲ့သူတွေရှိသလိုတချို့ကလည်းဒီလောက်တန်ဖိုးကြီးမားတဲ့ယတနာတွေကိုမြေကြီးထဲမှာမြုပ်လိုက်မဲ့အစားတိုင်းပြည်မှာရှိတဲ့ဆင်းရဲနွမ်းပါတဲ့သူတွေအကူအညီလိုအပ်နေတဲ့နေရာတွေကိုလှူလိုက်ရင်ပို့ပြီးတော့အကျိုးမရှိဘူးလားဆိုပြီးတော့လည်းမေးခွန်းထုတ်လာကြပါတယ်။ဒါပေမဲ့ဒီဝေဖန်မှုတွေနဲ့ပတ်သက်ပြီးတော့စာရေးဆရာမှာ ုံးမိမိထက်အပါအဝင်တော်တော်များများကပြန်လည်ရှင်းလင်းရေးသားခဲ့ကြတာကိုကျမတို့တွေ့ရပါတယ်။သူတို့ရဲ့အမြင်ကလည်းစဉ်းစားစရာကောင်းပါတယ်။ပထမချက်ကတော့မြန်မာနိုင်ငံဟာဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက်လူတွေရဲ့ယတနာသုံးပါးပေါ်မှာထားတဲ့တရားတရားယုံကြည်မှုဟာတိုင်းတာလို့မရအောင်ကြီးမားတယ်ဆိုတဲ့အချက်ပေါ့။အလူရှင်တယောက်ကသူ့ရဲ့ပစ္စည်းကိုဘယ်နေရာမှာလူကျင်နေဆိုတာဟာသူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့တရားတရားပေါ်မှာပဲမူတည်ပါတယ်။ဟိုနေရာမလူနဲ့ဒီနေရာလူဆိုပြီးသူတစ်ပါးရဲ့ကုသိုလ်ပေါ်မှာဆရာလို့ဝ ဝေဖန်တာဟာအတိတ်ပဲမရှိဘူးလို့ဆိုပါတယ်။နောက်ပြီးတော့ဝေဖန်နေတဲ့သူတွေကိုယ်တိုင်သူတို့ရဲ့ iPhone ဝယ်မဲ့ပတ်စံဘားထိုင်မဲ့အသုံးစရိတ်တွေကိုစင်ရဲသားတွေအတွက်လူပါလားလို့မေးရင်လူကြမှာမဟုတ်ဘူးဆိုတဲ့ထောက်ပြမှုတွေကလည်းရှိနေပါတယ်။ဒုတိယအနေနဲ့အရေးကြီးဆုံးအချက်ကတော့ဌာပနိုင်ရဲ့တမိုင်းနဲ့ရည်ရွယ်ချက်ပါပဲ။ဖျားစီဒီအကြောင်းကတွေကိုတိစောက်တဲ့အခါမှာတန်မိုးကြီးယရနာတွေထဲသွင်းဌာပနာရာကနောက်တစ်ချိန်မှာသဘာဝဘေးရနေတဲ့အကြောင်းပဲဖြစ်ဖြစ်အကြောင်းတစ်ခုကြောင့်ပဲဖြစ်ဖြစ်ဒီအစာအုပ်တွေပြန်လ ည်းပျက်စီးသွားခဲ့ရင်အလူရှင်အဆက်ဆက်မရှိတော့တဲ့အခါမှာဒီဌာပနာထိုက်ကိုဖွင့်ပြီးတော့ထုခွဲရောင်းချကတာသနီကအဆောက်အုံကိုပြန်လည်ပြုပြင်တိဆောက်ဖို့အတွက်အမွေအဖြစ်ထားခဲ့တာဖြစ်တယ်လို့ရှင်းပြကြပါရယ်။ဒါဟာယရနာရီကိုအလကားမြုံနယ်တာမဟုတ်ဘဲတရဏတော်အတွင်အနာကဲအာမခံတစ်ခုကိုထားရှိပေးခဲ့တာဖြစ်တယ်လို့ဆိုကြတာပါ။ဒီတော့ပြိသက်တို့ရောဘလို့မြင်ကြပါသလဲ။ဇွဲထက်မိသားစုနဲ့ခုနှစ်ရသားသမီးတွေရဲ့မကြုံစဘူးအလူဒါနာကြီးပေါ်မှာပြိသက်တို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပေး ေးသွားခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရရှင်